မင်္ဂလာပါရှင်။ဗမာခေတ်တည်ထင်ဌာနရဲ့ထိတ်တန့်တဲ့များကိုတင်ဆက်ပေးပါမယ်။ပထမဆုံးနေပြည်တော်မှာမေဆင်းမားတွေလို့ဝေဖန်ခဲ့တဲ့ဘူးလဲလာဆွေခွန်မေးခံရနေသလားအဖမ်းခံရသလားဆိုတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။နေပြည်တော်မှာမေဇင်မားတွေလိုဝေဖန်ခဲ့တဲ့ဘူးလက်လောက်ဆွေကိုမနေ့ညပိုင်းစစ်တပ်ကနေရင်ကနေလာရောက်ခေါ်ဆောင်သွားပြီးဒီနေ့မှအဆက်အသွယ်မရတော့ဘူးလို့သိရပါဗျ အော်တိုဘာလ9ရက်နေ့မှာဘူးလဲလောက်စေကအနေပြည်တော်မှာမင်းစင်းတွေမှနေတဲ့အကြောင်းလူဦးရေ900ရှိရင်300လောက်မှနေကြောင်းတည်တဲ့သူတွေစိတ်ရင်းပါနေပြီးရက်ွက်အုပ်ချုပ်ရေးမှုနဲ့မိသားစုတောင်မင်းစင်းမပါအကြောင်း2020ရွေးကောက်ပွဲကာလမင်းစင်းအဟောင်းကိုတုံးနေလို့ယူဆကြောင်းမင်းစင်းများအလွန်ကွာဟာနေပြီးမင်းစင်းများပြန်လည်ပြုပြင်ရန်ပင် အချိန်တပတ်သာကြံတော်ကြောင်းမင်းစင်းမှောက်ရမှုအဆင်မပြေကြောင်းဘူးလဲလောက်စေကထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ အဲ့ဒီနောက်အောက်တိုဘာ၈ရက်နေ့ညပိုင်းမှာဘူလန်လဆွေကိုစစ်တပ်ကနေအင်းကနေလာရောက်ခေါ်ဆောင်သွားတယ်လို့သတင်းတွေထွက်ပေါ်လာပြီးဒီနေ့ထိဘူလန်လဆွေရဲ့လက်ကင်ဖုန်းတွေကိုလည်းဖုန်းခေါ်လို့မရတော့ပါဘူးပုံမှန်အားဖြင့်နေ့စဉ်တက်တော့မှာဗီဒီယိုလေးတွေတင်ပြီးနိုင်ငံရေးစီးပွားရေးအာဏာသိမ်းမှုအခြေအနေတွေကိုတုံ့တက်ချက်ဗီဒီယိုလေးဖြန့်ဝေလေးရှိတဲ့လဆွေရဲ့တက်တော့အကောင့်မှာလည်းဗာဗီဒီယိုမှမတင်နိုင်တော့တာတွေ့ရပါတယ် စစ်တမ်းနယ်လော်ဘီအမေကန်တရင်သမားတွေစုဝေးနေကြတဲ့ Viber Group မှာလည်းတရင်သမားအမေကန်စစ်တပ်လော်ဘီအောင်မင်းကဘူလက်လောက်ဆွေအဖမ်းခံထားရသလားလို့စစ်တပ်ကိုမေးခွန်းထုတ်ထားပေမဲ့လည်းစစ်တပ်ဘက်ကတော့ဘာမှအကြောင်းမပြန်ပါဘူးမေးခွန်းမေးသူအောင်မင်းဆိုတာကခင်ကြီးရဲ့အတွင်းလူယုံဖြစ်ပြီးတော့ကျန်းဖို့ရဲ့အမေကန်လော်ဘီလည်းဖြစ်ပါတယ်မဲစင်းရင်မရွေးမှုအကြောင်းပြလို့အာနာသိမ့်ခဲ့တဲ့စစ်တဲ့အတွက်ဘူလက်လောက်ဆွေရဲ့ဝေဖန်ချက်ကအရှိုက်ကိုထိုးတယ်လို့ဖြစ်သွားစေနိုင်တယ်လို့ချန်ခိုင်ရေးတရင်ရှင်မြစ်ကသုံးသပ်ပါတယ်။ ဒါပေမဲ့ဘူးလဲလောက်စီကိုစစ်တပ်ကဖမ်းသွားတာလားခေါ်မင်းနေတာလားဆိုတာကိုကြန့်ခိုင်ရေးပါတီဘက်ကလည်းဘာမှမသိဘူးလို့အဲ့ဒီသတင်းရှင်းမြစ်ကဆက်ပြောပါရစေ။ ကျန်းဘော့ပါတီတွင်မှမင်းအောင်လိုင်းနဲ့စစ်တမ်းထိပ်ပိုင်းကတိုက်ရိုက်စီမံခန့်ခွဲနေတာဖြစ်ပြီးပါတီအနေနဲ့အတွင်းရေးတွေကိုဗဟိုကော်မတီဝင်အစ်င့ကိုတောင်းတည်ခွင့်မရှိတော့ဘူးလို့ကျန်းခံရေးတရင်ရှင်မြက်ကဆိုပါတယ်။နေပြည်တော်ပုပ်ပတီရီမျိုးနယ်မှာရွေးကောက်ပွဲဝင်ရောက်ရှင်းပြိုင်မဲ့ဘူးလဲလားဆိုအဖမ်းခံရလားလားခဏခေါ်မေးခံရလားလားတစ်တော့မှသူထုံဆန်တိုင်းဗီဒီယိုအတိုရီတင်ပြီးထင်မြင်သုံးသပ်ချက်တွေရန်တန်တက်ပြောနိုင်အောင်မလားဆိုတာကတော့စောင့်ကြည့်ရအောင်မှဖြစ်ပါတယ်။ ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့မော်လိုက်နဲ့ပလောတို့တွင်စစ်မှုရန်တပ်သားတဲ့နှူးပြူစောတီနှူးနဲ့စိန်မှုတို့တို့လက်နက်ခုနှစ်လက်ယူဆောင်လာပြီးအလင်းဝင်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇကိုင်းတိုင်းမော်လိုက်မြို့နယ်တွင်စစ်မှုရန်တပ်သားတဲ့နှူးပြူစောတီနှူးစိန်မှုတို့တို့လက်နက်6လက်ယူဆောင်လာပြီးအလင်းဝင်ရောက်ခဲ့ကြောင်းမော်လိုက် revolution မှာတာဝန်ရှိသူတို့ကပြောဆိုပါရယ်။စက်တင်ဘာလတွင်စစ်တပ်၏ခံလာရာ နှစ်သုံးလုံးတက်ရဲမှာစစ်မှုရန်တပ်သားအစ်ကိုဟန်ထေးဦးသည် MA မျိုးစာတနက်တလက်ယူဆောင်လာပြီးအလင်းဝင်ရောက်ခဲ့ကြောင်းအလားတူမော်လိုင်းမျိုးနယ်ဂျိုကုန်းပင်ရွာမှာစေရင်မှုကိုကျော်မင်းထေးသည်လည်းတနက်နှစ်လက်ယူဆောင်လာပြီးအလင်းဝင်ရောက်ခဲ့ကြောင်းထို့ပြင်မော်လိုင်းမျိုးနယ်ရွာသိရွာမှာပြူစောတီတက်သားအစ်ကိုမင်းစောထွန်းနဲ့နောင်ပင်ရွာမှာပြူစောတီကိုလွင်မိုးတို့သည်လည်းတနက်သုံးလက်ယူဆောင်လာပြီးအလင်းဝင်ရောက်ခဲ့ကြောင်းသိရပါသည် ထိုစစ်မှုရန်တပ်သားတင်များနဲ့စေအမှုတီတိုင်းငတ်စစ်စင်ရေးတွင်၎င်းတို့ကန်ဆောင်တာတွေလက်နက်ကင်ရန်နဲ့ဒူဒေါ်လာရေးတပ်ဖွဲ့တန်အလင်းဝင်ရောက်လာသောကြောင့်ဂုံပြူစုငွေများချင်းမြင့်ခဲ့ကြောင်းသိရပါသည် အကောင်လုံးကစက်တင်ဘာလအတွင်းမှာသူတို့ကင်ဆောင်တဲ့လက်နက်တွေယူဆောင်လာပြီးဒေါ်လာရေးတပ်ဖွဲ့တွေစီကိုအလင်းဝင်ရောက်လာခဲ့တာပါလက်နက်တွေယူဆောင်လာတဲ့အတွက်သက်ဆိုင်ရာဒေါ်လာရေးတပ်ဖွဲ့တွေကအုံပြုစုငွေချိမြင့်ထားတယ်လို့သိရတယ်ဟုမော်လိုက်ရီဗော်လူရှင်းမှတာဝန်ရှိသူကပြောဆိုပါတယ်အလားတူတနင်္သာရီတိုင်းပလောမြို့နယ်တွင်ခလာရ တရားကျင့်တဲ့ရင်မှာစစ်မှုရန်တပ်သားအစ်တို့တနက်တလက်ယူဆောင်လာပြီးအလင်းဝင်ရောက်ခဲ့ကြောင်း KNU မြိတ်တဝဲခိုင်ကသတင်းထုတ်ပြန်ပါတယ်။အောက်တိုဘာလ6ရက်နေ့မှာပလောမြို့နယ်မှာစစ်တပ်၏ခလာရတရားကျင့်တဲ့ရင်မှာစစ်မှုရန်တပ်သားတို့ဟာကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL တပ်မဟာလီ KNDO တရင်ခုနှစ်ထံသို့အလင်းဝင်ရောက်ခဲ့ကြောင်းသိရပါတယ်။ အလင်းဝင်လာတဲ့စစ်မှုရန်တပ်သားအသင်းဟာ MA1 အမျိုးအစားတနက်တလဲကြီးပေါက်လေးခုနဲ့ကြီးများယူဆောင်လာပြီးအလင်းဝင်ရောက်လာတော့ကြောင့်ဂုံပြူစုငွေများပေးရချင်းမြင့်ခဲ့ကြောင်းထိုစစ်မှုရန်တပ်သားအသင်းဟာအကျန်းဖက်စစ်တပ်ကအထက်မှဖမ်းဆီးခံရပြီးစစ်တပ်တွေပို့ဆောင်ခံထားရသူဖြစ်ကြောင်းသိရပါတယ်စစ်တပ်တွင်အကြောင်းမျိုးမျိုးကြောင့်မတရားစစ်မှုတန်းခိုင်းစေခံရသည့်တပ်သားများအနေဖြင့်မိမိတို့နှင့်နေဆက်ရာတော်လှန်ရေးတပ်များထံသို့ရရာနေဖြင့်လက်နက်ချအလင်းဝင်ပူးပေါင်းကြရန် KNU ၊ကရင်မျိုးသားစီယုံကတိုက်တွန်း ထားကြောင်းသိရှိရပါတယ်။အမလုံး၆နိုင်ငံသားထောက်ခံသည့်ရွေးကောက်ပွဲဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တိုင်းပြည်အေဂျင့်တင်းငိတ်တို့တက်နေပြီးအသည့်ထွက်ပေါ်လာမည်လွှတ်တော်ကြီးဓာတ်ရိုက်ရိုက်ကူထုတ်လင်းချက်များကိုနောက်တနေ့တွင်ကြီးရတော့မည်ဟုသောအတွေ့အပြင်အိယာရဲဝင်သွားကြသည့်ပြည်သူများအဖို့မနေ့အိယာနိုးလာချိန်မှာတော့မင်းအောင်လိုင်၏ပြည်ဖြတ်လုပ်ရများကြောင့်မောင်မိုက်ခက်ခဲသည့်ခီးချန်းကိုပုံသင်တနက်တန်များစတင်ရှောက်လန်းနေကြရပြီဖြစ်ပါသည်။ လက်ရှိချောင်းမြို့တရင်ကျုပ်ပွဲတော်ကျင်းပနေသည့်ကိုလေရင်ပေါ်မှမှားယွင်းဘုံချသွားခြင်းမဟုတ်နိုင်ငံတကာအတွင်အပျော်စီးရန်အသုံးပြုနေသည့်ပါရာမော်တာကောဆက်တက်ဂလိုက်တာဖြင့်အသေးချချင်းရွယ်ပစ်ခတ်သွားခြင်းဖြစ်ပါသည် ၎င်းတို့၏ရည်ရွယ်ချက်ကဒေါ်လာရေး၏ခံတက်ကြီးဖြစ်လာနေသောစကိုင်းတိုင်းတွင်ရှိလူလူတရက်လုံးအားမင်းတို့ပြေးစရာမည်မရှိအသက်ကိုဖက်နှင့်ထုတ်ထားဟုချင်းချောက်လို၍လည်းဖြစ်ပါれသို့မှသာလူလူကြီးကပြည်သူကာကွယ်တပ်များကိုညှဉ်းဆဲလာပြီးမောင်းနှင်ထုတ်ကြပေးမည်ဟုရည်ရွယ်လှုံ့ဆော်လာကြခြင်းလည်းဖြစ်ပါれဗုဒ္ဓဘာသာပြန်ပွားထွန်ကားရာမြန်မာပြည်တွင်အခါချင်းရဲ့ကြီးမရှောင်းတရင်ကျုပ်ဘွဲတော်အားဘုံကျဲတိုက်ခိုက်လိုက်သည်ဆိုသောတရင်သည်ယနေ့နိုင်ငံတကာတရင်စာမျက်နှာများတွင်ပါရှိလာပြီးဖြစ်ပါれ သို့သောယခုအချိန်ထိမြစ်တီအစိုးရကများပြစ်တင်ရှုတ်ချခြင်းမရှိသေးပဲမျက်နှာပြောင်တိုက်ခါမတိကျွုံပြနေကြဆဲဖြစ်ပါတယ်ငါတို့ကမ္ဘာတဝန်းဒီမိုကရေစီပြန့်သွားအောင်လုပ်နေတယ်လို့လာပြောမနေကြနေတော့ဖက်စစ်ဟစ်တလာနဲ့ကွန်မြူနစ်စတာလင်ကိုတိုက်နေတဲ့သူရဲကောင်းတွေဘယ်ရောက်ကုန်ပြီလဲထိုင်းဝါရင်တန်တမန်ကြီးပီယိုများကတခါကထို့သို့မချင်မရဲပြောခဲ့ပူပါတယ် အခြေတောင်အာရှသည်ထရန့်၏မရေရာမသေးချမှုများနှင့်တူအမေရိကန်တရုတ်တို့ကြားအပြိုင်မှုပြင်းထန်တဲ့ပြင်းထန်လာနေ၍နိုင်ငံများသည်တနိကြီးစွာထား၍ဆက်ဆံနေကြရသောလည်းမင်းအွန်လိုင်းကတော့တရုတ်နှင့်ရုရှားကို၎င်းနှင့်ရောက်ခမတော်ဆက်နေသည့်အလားပြောချင်ရာပြောနေစေဖြစ်ပါရယ်အားလုံးကတနိကြီးစွာဖြင့်နေနေကြခြင်းတွင်၎င်းကနျူကလ িয়ার နျူကလ িয়ার ဟုထား၍ဟစ်ကျွေးနေခြင်းလောက်မိုက်မဲသည့်အရာရှိပေအောင်မည်လို့ တိုင်းပြည်ကိုအုပ်ချုပ်မည်ဆိုသူအဖို့ဘာကုံမှမသိနိုင်မမြင်နိုင်ပြောချင်ရာပြောနေသောညာလင်းအောက်ခြေမှစစ်သည်များကတော့ကောင်းစွာသိမြင်နေကြပြီး၎င်းတို့အဖို့ကရုံမထွက်နိုင်ဖြစ်နေရပြီးမြ мян ပြီးမှအေးမည်ဆိုကလူလူအပေါ်ပို၍ရန်လိုလာကြခြင်းဖြစ်ပါသည်အားလုံးကိုမတင်ကားစိတ်ဖြင့်ဆက်ဆံလာကြပါသည်ထို့သော၎င်းတို့အကြီးအကဲများသည်ဖျားတဲခြင်းလက်စားခြင်းဆွေမျိုးသားခြင်းအောက်လက်များကောင်းစားအောင်လုပ်ပေးခြင်းအစရှိသည်တို့တွင်လွန်စွာထူးချွန်ပြောင်မြောက်စွာလုံနိုင်စွမ်းရှိသူများဖြစ်၍လည်းအားကိုးနေ ြပါရယ် မင်းအောင်လိုက်မှထို့သောလက်တွေ့အဖြစ်ပြက်များနဲ့ကင်းကွာအောင်ပြော့ဆိုလာသည့်အခါတိုင်းစစ်တပ်၏ဝါရဖြန့်ချီဆက်ရနေရခြင်းသည်လူလူအကြိုက်တရင်အတုရောင်များထုတ်လွှင့်ကအာယုံပြောင်းပေးနေရပါသည်ဒေါ်လာရေးဘတ်ဒေါ်သားများအားအပုတ်ချအောင်လုံးထွင်းသည့်တရင်များထုတ်လွှင့်ကြပါသည်ပြည်တွင်ပြည်ပမှသူများဟာပြည်သူများအကြောင်းမှပေါက်ဖွာလာတဲ့ပြည်သူကားကွယ်တပ်ဖွဲ့များကိုလိုအပ်သမျှတပ်ဆွမ်းသမျှပံ့ပိုးပေးလာသည်မှာအရှိန်ရော့ကျသွားခြင်းမရှိပေသို့သောအ धिक နေရာမှပံ့ပိုးပေးနေသူတို့သည်စစ်တပ်ဝါရဖြန့် င်ချီဘတ်တော်သားများ၏ဝိုင်းဝန်းတိုက်ခိုက်မှုကြောင့်ဂျုံဝိုင်းတွင်မှထွက်ခွာသွားပြီဟုပြောဆိုခဲ့ကြပါသည်။ရန်ပုံငွေရှာဖွေပေးနေသူကိုအိတ်ထဲထည့်နေသည်ဟုအခြေမြင့်မရှိသည့်မြည်သူမဆိုအလွဲတကူပင်ဆွဆွဲနိုင်ကြပါသည်။ ဤသို့ပင်ဖြစ်စေယခုလိုဒေါ်လာရေးအတွက်အရေးတကြီးလိုအပ်နေခြင်းတွင်စီအုပ်စုအတွက်အောင်ပွဲရသွားခြင်းလည်းဖြစ်ပါရ၂020ရွေးကောက်ပွဲတွင်ပြည်သူများရွေးချယ်တင်မြှောက်ခံရသည့်လွှတ်တော်ကိုယ်စားလှယ်145ဦးထောင်သွင်းအကျဉ်းချခံရခြင်းမှာပြီးခဲ့တဲ့ရွေးကောက်ပွဲနှစ်ခုစလုံးအနှဲငယ်များသာရွေးချယ်ခံခဲ့ရတဲ့ USDB မှခင်ရီမောင်မြင့်ဘူးလန်လောက်ဆွေတို့နဲ့လွှတ်တော်တဲ့တခါမှမရောက်ရသေးသည့်ကိုကိုကြီးတို့ကတော့အားတက်တယောဖြစ်နေကြလိမ့်ပြီးယခုပွဲထက်သေးသည်ကအပေးမှရှိနိုင်ပေုံမြင်နေ ထုံရိပ်ကောက်ပွဲကိုထောက်ခံသည့်နိုင်ငံဟူ၍တရုတ်ရုရှားအိန္ဒိယဘဲလာရုစ်ထိုင်းကမ်ဘောဒီးယား၆နိုင်ငံသားရှိပေသည့်၎င်းတို့ရိပ်ကောက်ပွဲအားလူမြင်ကောင်းစေချင်လျင်အသက်80ရှိဒေါအောင်ဆန်းစုကြည်ကိုလွှတ်ပေးမှသာဖြစ်လာနိုင်ပွဲရှိသည်ဟုအရခတံမူဘိုးချုပ်ထွန်းမြတ်နိုင်ကအေယာဝရီနှင့်အရခတမှုချုပ်ပူချုပ်ထွန်းမြတ်နိုင်က AR နဲ့အင်တာဗျူးမှာပြောဆိုသွားခဲ့ပါတယ်။ပြည်သူတို့၏တရားတော်စစ်မုံချအောင်ရမည်။